မိမရဲ့တောင်ရဲ့တဏှာီလာအမှန်တကယ်ဖြစ်ပြများကဲပရိသတ်ကြီးတို့ဤမိမရဲ့တောင်လို့ပြောလိုက်ရင်ချစ်သူတိုင်းပြတ်တယ်ဆိုတဲ့ကောလာဟာလာတွေကိုအရင်ဆုံးပြင်းပြင်းကြမှာပါဒီတောင်တစ်လုံးဟာဘလို့အကြောင်းရာတွေကြောင့်ဒီလောက်ပဆက်စည်းနေကြတာလေဆိုတာကို မပြောခင်မှာဒီမိမရဲ့တောင်မှာအသက်ဆုံးရှုံးခဲ့ရတဲ့ကောင်မလေးတယောက်အကြောင်းကိုပြောပြပေးပါမယ် မိမိရဲ့တောင်ဟာပေ600နဲ့ထဲမြင့်နေပြီတောင်လားတဝိုက်မှာဈေးဒီဖြူလေးတွေရတမှုဖျားရုပ်ထုတွေကို တွေ့ရတာကြောင့်တကယ့်ကောမကြည်နူပရာကောင်းပြီးတော့အရင်သက်ရှုမောစီမဲခန်းစားစစ်မျိုးကိုအရင်ဆုံးခန်းစားမိရမယ်ဆိုတာသိကြပါရဲ့ ရှမ်းပြည်နယ်ရွာငံမှာရှိတဲ့တွေ့ရွာငံမျိုးကနေတောင်ကြီးမိုင်း20နာကားလဲတလျှောက်သွားခဲ့ပြီဆိုရင်မင်းမရဲတောင်ဆိုတဲ့ဆိုင်းဘုတ်ခက်ကြီးကြီးကို တွေ့မြင်ရမှာဖြစ်ပြီးဆိုင်းဘုတ်ကနေလမ်းရင်ညာဘက်ကိုဝင်လာခဲ့ပြီဆိုရင်တော့မင်းမရဲတခင်မတောင်ကိုအဝေးကနေလမ်းမြင်နေရမှာပဲဖြစ်ပါတယ်မင်းမရဲဆိုတဲ့နာမည်ဖြစ်ပေါ်လာဖို့ကတော့တခါကအင်မတန်မှချောမောလာပါလို့နဲ့နိုင်ဂရီဆိုတဲ့အမျိုးသမီးလေးတယောက်ရှိခဲ့ပါတယ် နိုင်ငံကြီးရဲ့ချုံမမှုဟာပုရိသတွေအားလုံးကိုဆဲမဲ့သွားစေစေပေမဲ့လေထူးခြားတာဆိုဘရင်ရဲ့ကိုလို့တော်ဆိုတဲ့အတိုင်းဒီတဲ့င်းကိုကြားသိရတဲ့ဘရင်ခင်ဗျာနိုင်ငံကြီးရဲ့ AC တို့လျှောက်လာပြီးတော်ကောက်ခဲ့ပါတယ်ဒါပေမဲ့လေကိုမချစ်မနစ်တတ်တဲ့သူနဲ့မပေါင်းဖက်ခြင်းနဲ့နိုင်ငံကြီးကတော့အခုလက်ရှိဇေဒီပထိုးတွေတီချာကိုဝေထားတဲ့မိမရဲ့တောင်ပေါ်ကိုတက်ပြီးရှောင်ပြေးခဲ့ပေမဲ့လေဘရင်မုန်တန်းတွေရဲ့ကြောင်ပိတ်ရိုက်မှုကြောင့်ဘလို့မှမလွတ်နိုင်တဲ့ဆုံးတောင်ပေါ်ကနေခုံချပြီးတော့အဆုံးစီရင်ခဲ့ပါတယ် ။ဒီဖြစ်ဖြစ်ကြောင့်မင်းရှမ်းပြည်တဝိုင်းဟိုးလီတကျော်ကျော်ဖြစ်ခဲ့ရသလိုကိုမချစ်တဲ့သူကိုတန်းနယ်ရင်ပြီးပေးဆက်ဖို့စဉ်းစားလိုက်တဲ့နယ်ဧကရီကိုရဲရလွန်လာကြောင်းသူဆုံးစင်ရင်သွားခဲ့တဲ့ဒီတောင်ကိုမိမင်းရဲ့တောင်လို့အမည်မြဲခဲ့ကြတာပဲဖြစ်ပါရည်။ဒီနေ့ကျတော့နေလဲစီရတော့တပါဖြစ်သူရောက်ကောဖုံးကြီးဟာသူ့ကွယ်လွန်သွားတဲ့တောင်မှာသာသနာပြုပြီးဇီရီတီပေးဖို့အတွက်အိမ်မက်ပေးခဲ့တာကြောင့်ဖုံးကြီးလေးရှမ်းပြည်ကိုဆိုက်ဆိုက်မြတ်မြတ်ရောက်လာခဲ့ပါရည်။ အစိမ့်သေးဖြစ်သွားခဲ့တာကြောင့်မကျွလွတ်တာဟာဖြစ်နိုင်ပေမဲ့လည်းနယ်ဧကတိကတော့ဒီတောက်ကိုစောက်ရှောက်ဖို့လမ်းကိုပဲရွေးချယ်ခဲ့တယ်လို့ဆိုပါရယ်။ဒါကြောင့်ဆရာတော်လေးမိမိရဲ့တောင်မဖြစ်ခင်ချိန်ကာလမှာလိုက်ရှာခဲ့ပေမဲ့ဘေးတောင်လေးဆိုတာဝိတ်ခွဲမရဖြစ်နေတော့မှာပဲ။ရှဲဝတ်စောဆေးရောင်ဝန်းဆက်ဝစ်စင်ထားခဲ့တဲ့အမျိုးသမီးတဦးဟာဆရာတော်ရဲ့ရှေ့ကိုရောက်လာပြီ။ဆရာတော်ရှာနေတဲ့တောင်ကဒီတောင်လေးလို့လမ်းညွှန်ပြသခဲ့တာကြောင့်ဒါကမိမိရဲ့တခင်မကိုယ်တိုင်လမ်းညွှန်ပြခဲ့တာလို့ယုံကြည်ထားခဲ့ကြပါရယ်။ အဲ့ချိန်ကစလို့မိမိရဲ့တောင်ဖြစ်လာခဲ့ရပြီးအချစ်ကိုစိတ်နာသွားခဲ့တဲ့နေကလေးဟာသူ့တောင်ကိုရောက်လာခဲ့တဲ့အတွေ့အတိုင်းဟာအဖြစ်ဖြစ်တဲ့အနေနဲ့ကွဲရမယ်ဆိုတဲ့ယာစဝင်းလေးလည်းရှိလာခဲ့ပါတော့တယ်။ဆိုတော့ပရိသတ်ကြီးတို့အနေနဲ့လည်းဒီယာစဝင်းကိုမယုံလို့စမ်းသက်ကြည့်နေဆိုရင်ချစ်သူလက်လေးကိုတွဲပြီးတော့စမ်းသက်ကြည့်ကြပါအောင်ရှင်။ အားပေးနှဆိုင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းဆေးဝေးစားစရာကောင်းတဲ့အခုလိုအကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်။အားပေးနှဆိုင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်။